ကဲတကားတို့ရေရှေ့မှာမဖြစ်မနေကြုံတွေ့ရမယ်ရှောင်လွဲလို့မရတဲ့လက်ထိုးလို့မရတဲ့အိုခြင်းနာခြင်းတေးခြင်းဆိုတာမဖြစ်မနေကြုံတွေ့ရလိမ့်မယ်အဲ့ဒီတော့ ဒါကြတော့ယေကျမ်းမာနေတော့အရွယ်ကောင်းတော့ခွန်အားရှိတော့အချိန်ရှိတုန်းလေးမှာဥစ္စာလည်းရှားပါကုသိုလ်လည်းရှားထားကြပါနော်ဥစ္စာလည်းရှားပါကုသိုလ်လည်းရှားထားကြပါကိုနေရတဲ့အခိုက်အတန့်ရှင်သင်ရှင်တန်ရတဲ့အခိုက်အတန့်လေးမှာ စာဝတ်နေရင်မိသားစုများဆိုတာကရှိသေးတော့ဥစ္စာမရှိမချရင်လဲမရပြန်ဘူးเนาะအဲ့ဒီတော့ဥစ္စာလဲရှားကုသိုလ်လဲရှားထားကြကျမ်းမာနေတော့ခွန်အားရှိတော့အချိန်ရှိတော့လေးမှာအွယ်ကောင်းတော့လေးမှာ ကုသိုလ်လည်းမရှာထားဘူးဥစ္စာလည်းမရှာထားဘူးဆိုလို့ချင်းရှေ့မှာကြုံတွေ့ရမယ်ဦးခြင်းတရားနာခြင်းတရားသိခြင်းတရားနဲ့ကြုံတွေ့ရပြီဆိုလို့ချင်းပူလောင်ဆင်းရဲမှုတွေဒုက္ခတွေခံစားရနိုင်မယ်နော်ခံစားရနိုင်မယ်မဖြစ်မနေကြုံတွေ့ရမှာနော် မဖြစ်မနေကြုံတွေ့ရမှာဘလို့မှရှောင်လွှဲလို့မရဘူး ဟုတ်လားဘသူမှလည်းတားဆီးလို့မရဘူးဒီဥခြင်းတရားနာခြင်းတရားတေခြင်းတရားကိုနော်ကြုံတွေ့ရမှာကြုံတွေ့ရမှာကြုံတွေ့ရမှာအဲ့ဒီတော့ကျမ်းမာနေတော့ခွင့်ရရတော့ခွန်အားအလားရှိတုံးလေးမှာကုသိုလ်လည်းမချတာဘူးဥစ္စာလည်းမချတာဘူးဆိုလို့ရှိရင်အိုပြီးနာပြီးဆိုလို့ရှိရင်တေဂာနိကြလို့ရှိရင် အဲ့ဒါတွေဟာကုသိုလ်လည်းမပါဘူးဆိုလို့ရှိရင်ဒီဘဝမှာကောနောက်ဘဝမှာပါဘယ်ဘဝရောက်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 သူများအောက်မှာနေရလိမ့်မယ်နော်ကုသိုလ်ကံကြီးတဲ့အားကြီးတဲ့လူဟာဘဝကောင်းကိုရကြလိမ့်မယ်အဲ့ဒီတော့ဥစ္စာလဲရှားပါဆိုတာကတော့ မတည်ခင်လေးမှာအိုးဦးမယ်နာဦးမယ်လေအဲ့ဒီလိုနာတဲ့အခါမှာအိုတဲ့အခါမှာလဲမကြမ်းမာမှုဆိုတာရောက်လာတော့မှာအိုပြီဆိုတဲ့ကမကြမ်းမာမှုတွေလာတော့မှာနော်နာခြင်းတရားတွေဟုတ်လားအဲ့ဒီလိုနာပြီဆိုရင်လဲစေဝါကုသဖို့အတွက်ဥစ္စာမရှိဘဲနဲ့မရဘူးနော်ဘယ်သူမှလက်မခံဘူးအဲ့တော့ကိုယ်မလုံးနိုင်တဲ့အရွယ်ကြလို့ရှိရင် ဥစ္စာမရှိလို့ရှိရင်မျက်နာငယ်ရမယ်ဟုတ်လားဒါအမတန်အရေးကြီးတဲ့အရာကိုဖုံဖုံပြောပြနေတာနော် အမတန်အရေးကြီးတဲ့အရာကိုဖုံဖုံပြောပြနေတာအဲဒီတော့ဒီလိုတော့သိရင်ဘယ်ကိုရောက်မလဲသိချင်းကြမှာပေါ့ဟုတ်လားဒီလိုတော့ကိုသိရင် ကောင်းတဲ့ဘဝရောက်မှာလားမကောင်းတဲ့ဘဝရောက်မှာလား အဲ့ဒါဘုံဘုံကိုမေးနေတရားကိုမလို့ဘူးနော်တကားတို့ဟာလားအဲ့တော့တကားတို့ဘာလုံးနေလဲဒါလေးကိုပဲစဉ်းစားလိုက်တကားတို့ဘာလုံးနေလဲကိုနဲ့ထိုက်တန်တဲ့ဘဝကို ကိုရကြမှာပဲဟုတ်တယ်မဟုတ်လားကိုနဲ့ထိုက်တန်တဲ့ဘဝကိုရကြမှာပဲအဲ့တော့စဉ်းစားရမှာ တကားတို့ဘာလုံးနေလဲနော် ောင်းတာလုပ်နေလားမကောင်းတာလုပ်နေလားဒါပဲစဉ်းစားလိုက်အမှအဖြေကပေါ်ပါပြီးသားပဲเนาะဟုတ်တယ်မဟုတ်လားအဲ့တော့ကျမ်းမာနေတော့ခွာဗလာရှိတော့နေရတုံးလေးမှာကုသိုလ်လဲရှားထားကြပါဥစ္စာလဲရှားထားကြပါเนาะဒါမဖြစ်မနေလိုအပ်တဲ့အရာတွေမို့လို့ဘုံဘုံပြောပြနေတာเนาะဟုတ်တယ်မဟုတ်လားအဲ့ဒီတော့ လူဆိုတာအိုလာလို့ရှိရင်ကြောင်တို့ခံရမယ်နော်နာလာလို့ရှိရင်စေကူတာမှုအတွက်စေုံစေကန်းတွေတွားရလိမ့်မယ်လိုအပ်တယ်နော်လိုအပ်တယ်သေလာလို့ရှိရင်သေပြီဆိုလို့ရှိရင်ဘယ်သူမှကို့အိမ်မှာကြာကြာမထားပါဘူးနော်ပုတ်ပွားနေအောင်ဘယ်သူမှမထားပါဘူးသေပြီဆိုလို့ရှိရင် မီးရှို့ရင်ရှို့မရှို့ရင်မြေမြုပ်ကြလိမ့်မယ်ဟုတ်တယ်မလားအဲ့တော့ဘသူမှရှောင်လွှဲလို့မရတဲ့ခြေမှာတွေးဆောင်ရမယ်ဒီအိုချင်းတရားနာချင်းတရားတေချင်းတရားနဲ့ရင်ဆိုင်ဖို့ဆိုတာဥစ္စာလဲလိုအပ်တယ်နော်ကုသိုလ်လဲလိုအပ်တယ်နော်ဟုတ်တယ်မလားနာကျင်တရားနဲ့ယဉ်ဆိုင်ရတဲ့အခါမှာစေဝါကုသရမှာပဲမဟုတ်လားနော်စေဝါကုသတဲ့အခါမှာအလကားကုလို့ရပါမလား ဟုတ်တယ်နော်အဲ့တော့ကိုအိုသွားပြီဆိုရင်ရော အလုံးမလုံးနိုင်တော့တဲ့အတွက်စားဖို့နေရေးအတွက်ကွာဥစ္စာမရှိဘဲနဲ့ရပါမလားစဉ်းစားကြည့်နော်ဒါကြောင့်အခုဘုံဘုံပြောတာလေးကဟာအမတန်မှအရေးကြီးတဲ့အရာလေးတွေဖြစ်တယ်နော်အရေးကြီးတဲ့အရာလေးတွေဖြစ်တယ်မဖြစ်မနေအားလုံးတကားတို့ကြုံတွေ့ရမှာနော်ကြုံတွေ့ရမှာချောင်လွဲလို့မရလို့ဘုံဘုံဒါကိုထက်ခါထက်ခါပြောနေရနော် အခုတရားဟောနေတဲ့ဖုံဖုံမျိုးဆက်တဲ့အရှင်ကုမာရတောင်ကူကတကားတို့ရောအားလုံးဘယ်သူမှဒီအိုချင်းတရားနာချင်းတရားကိုတေချင်းတရားကိုခြောင်နှဲလို့မရဘူးလက်လက်ထိုးလို့မရဘူးခြောင်ပုံးလို့မရဘူးဘာနဲ့မှတားဆီးပိတ်ပင်လို့မရဘူးနော်တားဆီးပိတ်ပင်လို့မရဘူးအဲ့ဒီတော့ဘဝကောင်းကိုရဖို့အတွက်အေးချမ်းချမ်းနဲ့ ချမ်းသာဒုက္ခကိုရဖို့အတွက်ဘာလုပ်ရမလဲကုသိုလ်ရှာရမယ်ကုသိုလ်ပြုရမယ်เนาะအဲ့တော့ကုသိုလ်ကိုဘယ်တော့မှမမေ့ရဘူးเนาะကုသိုလ်တရားတွေကိုဘယ်တော့မှမမေ့ရဘူးကိုလုံနိုင်သလားနေ့စဉ်မပြတ်လုပ်ရမယ်ထမင်းတစ်နေ့သုံးနှက်စားသလိုထမင်းစားတာမမေ့သလိုဒီကုသိုလ်တရားတွေကိုလည်းမေ့ထားလို့မရဘူး အချိန်မရွေးနေရာမရွေးတော့ဒီတည်ခြင်းတရားက ရှိနေတာရောက်လာနိုင်တယ်မကြမ်းမာမှုဆိုတာလေအချိန်မရွေးရောက်လာနိုင်တယ်။ဩရာကနောက်မှာသာနော်အဲ့မအိုလိုက်ရပဲနဲ့မကြမ်းမာမှုဆိုတာအချိန်မရွေးဖြစ်သွားနိုင်တယ်မအိုလိုက်ရပဲနဲ့တည်ခြင်းတရားဆိုတာချက်ချင်းရင်ဆိုင်ရနိုင်တယ်ဒါကြောင့်ဘုံဘုံကနေပြီးတော့အားလုံးတကာတို့ကိုပြောပြနေတာက နော်ကျမ်းမာတော်လေးမှာခွန်အားပလရှိတော်လေးမှာ နေရတော်လေးမှာမပြင်းကြနဲ့ဗျာမပြင်းကြနဲ့ဩစာလဲရှားတာကုသိုလ်လဲရှားတာနော်မပြင်းကြနဲ့မပြင်းကြနဲ့မပြင်းမနေကြုံတွေ့ရမယ်ဆင်းရဲဒုက္ခတွေရှိမှာအိုခြင်းတရားနာခြင်းတရားသိခြင်းတရားတွေရှိသေးတယ်နော်ရှိသေးတယ်ရှိသေးတယ်